တ်စင်စီစဉ်တင်ဆက်နေကြအေယာဝူရဲ့အိတ်တစကားဝိုင်းကနေကြိုးဆိုပါရစေ။ကျွန်တော်ဒီဘက်ဆွေးနွေးကြမယ့်အကြောင်းအရာကတော့လက်တလုံးမြန်မာစစ်ဘုံကြုတ်ကြီးတွေအပြောင်းလဲနေအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မြန်မာရေးရာ policy အကြောင်းတို့သုံးသပ်ဆွေးနွေးကြမှာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုအေယာဝူရဲ့အိတ်တာချုပ်ကိုအောင်စောနဲ့ကျွန်တော်ဆွေးနွေးမှာဖြစ်ပါတယ်။ကျွန်တော်ကဒီအော်ဒီမြန်မာပိုင်းအေဒီတာရင်းနေပါ င်္ဂလာပါကိုပါဆိုမင်္ဂလာပါကိုရနေကျွန်တော်တို့ဒီတစ်ပတ်ဆွေးနွေးစရာတွေကပေါ်လာပြန်ပြီပေါ့ဗျာအဲတတ်ချုပ်ကြီးကနေပြီးတော့ယာယီသမရစီကိုဟလာအနာလွှဲပြောင်းပေးပြီးတော့နောက်ထပ်ခုနကအစိုးရအစ်စ်နဲ့ကော်မရှင်ဆိုပြီးတော့အစ်စ်ထပ်ဖွဲ့လိုက်တဲ့အကြောင်းပေါ့ဟလာကိုပါဆိုအခုကပြီးခဲ့တဲ့စစ်အာဏာသိမ်းကောင်စီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေပြီးတော့စက်ကစားအဲ နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဆိုပြီးကောင်ဆယ်တော်မဟုတ်တော့ကော်မရှင်ဆိုပြီးတော့အစ်စ်ထပ်ဖွဲ့လိုက်တာပေါ့လေဟုတ်တယ်မလားဆိုတော့ကျွန်တော်ကသွားပြီးတော့တတိရတာဟိုတုန်းကလည်းဥတန်းရွှေအဲနာဝတာနေပြီးတော့နာအဖကိုပြောင်းလိုက်တယ်လို့အဲအဲ့အချိန်သွားပြီးတတိရတော့ဘောင်စောဗာမြန်ကျွန်တော်မြင်လာတော့1984ကိုကျွန်တော်ပြန်သွားရတယ်နေ1984ဆို1964မှာဗျုံနေဝင်းကအာနာသိန်းနေ 84မှာသူတို့ election လုပ်တယ်ရွက်ကောက်ပဲလုပ်တယ်ပြီးတော့ဘိုလ်ချုပ်ကြီးနေဝင်ရသမရဖြစ်လာတယ်ဆိုတော့ဘယ်ဘက်လက်ကနေပြီးတော့ညာဘက်လက်ကိုအနာလွှဲတာပေါ့ဘယ်ဘက်လက်ကညာဘက်လက်ကိုလွှဲတယ်ညာဘက်လက်ကဘယ်ဘက်လက်ပြန်လာသူဝဲလွှဲတာပဲပေါ့ပြန်ပြီးတော့တတိယဆရာတကူက1988တုန်းကဆွဲခဲ့တဲ့ကတ်တုန်းတစ်ပုဒ်ရှိတယ်အဲကတ်တုန်းလေးကိုကျွန်တော်တို့ပြောမယ်လွှဲမှာပါလွှဲမှာပါပကွက်လွှဲသလိုလွှဲမှာပါလွှဲနေပါလွှဲနေပါတယ်ဆိုတာဘု து လွှဲလဲဆိုတာကျွန်တော်တို့မှကြည့်လို့ရတယ်ဘု து လွှဲလဲဆိုတာတွေ့လို့ရတယ် အဲကျွန်တော်မှတ်မိနေသေးတယ်ကတ်တုံးဝင်းထွန်းဆွဲပြီးတော့အဲတကယ်တမ်းဟို original ကတော့စိုက်ဆရာမင်းလူရဲ့ဘာတွေဖြစ်ကုန်ကြပြီလဲဆိုတဲ့ကြပါပေါ့အခုလည်းဘာတွေဖြစ်ကုန်ကြပြီလဲလို့မေးရတော့ဆိုတော့ဒီစစ်ဘောကနေပြီးတော့ဟာလာအယတာအယတာကတော့သူပဲအယတာနဲ့စစ်ဘောတူတူပဲအဲ့ဒါကိုလွှဲတော့ပြောတာပေါ့ခုနကကျွန်တော်ပြောသလိုပဲဘယ်လက်ကနေညာညာလက်ကနေပဲဆိုတော့ကျွန်တော်ရင်တော့ဘောင်းမီကျွတ်တွေဘောင်းမီဝစ်တွေဘောင်းမီဝစ်ကနေဘောင်းမီကျွတ်ဖြစ်တယ် အဲပြီးတော့ပြီးတော့တောင်းရှိပစိုးဝတ်တယ်ဆိုရယ်ခစ်ကိုကျွန်တော်ဖြတ်တန်းခဲ့ဘူးတယ်ဦးသန်းရွှေရနဲ့ဦးသိန်းစိန်ကိုပြောင်းတဲ့ခစ်ကိုကျွန်တော်တို့ပြောနေတာအခုစားလို့မဟုတ်ဘူးဘောင်းမီဝစ်ကနေဘောင်းမီဝစ်ကိုအာနာလွဲတဲ့ခစ်နောက်ဆုံးပိတ်ကြတော့ကျွန်တော်မြင်တာကတော့ဓမြလည်းသူပဲတရားသူကြီးလည်းသူပဲတရားသူကြီးလည်းသူပဲဓမြလည်းသူပဲဆိုရယ်ခစ်ကိုကျွန်တော်တို့သွားတယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကဒီဟာဒီနေ့ကျွန်တော်တို့အပြောင်းလဲပေါ့နော်31ရက်နေ့မှာလုတ်တယ်သူတို့ ီ extension မယူတော့ဘူးဒီ steering emergency သူတို့ပေါ့ဒီရေးပေါ်ခြေနေသူတို့ဖြတ်သိမ်းလိုက်ပြီးဆိုတော့ဒီ commission သူတို့ဖွဲ့တယ်ပြီးတော့အစိုးရတည်တယ်သူတို့ပြန်ပြီးဖွဲ့စည်းတယ်ပေါ့နော်ဖွဲ့စည်းတဲ့အခါမှာလည်းဒီလူဟောင်းတွေပဲကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြန်စဉ်းစားကြည့်တာဒေါ်စင်ရေးတွေ DSA တွေသူတို့တင်ရတဲ့တင်တန်းနေတဲ့မှာအထူးတင်တန်းတစ်ခုတော့ရှိပုံရတယ်အဲ့ဒါကဘာလဲဆိုတော့လုံးဝကို ရှက်ကြောဖြတ်ထားတယ်အရှက်မရှိမျက်နှာပြောင်တိုက်တယ်တင်တန်းလို့ပဲကျွန်တော်တို့အဲ့လိုအောင်ပြောအောင်လို့ဖြစ်နေတယ်ဥစ္စာကရှက်စရာအောင်မလုပ်တာဓမြလည်းသူပဲတရားသူကြီးလည်းသူပဲလို့တော့ပြောအောင်လို့ဖြစ်နေတယ်စိတ်ဝင်စားစရာကောင်းတာကအခုကော်မရှင်ဆိုပြီးတော့ဖွဲ့လိုက်တဲ့အထဲထဲမှာဘိုးချုပ်ခွင့်ကြီးမဲအောင်လှန်ရဲ့လက်ယုံ၃ယောက်ပေါ့နော်ဟုတ်အဲဘိုးချုပ်ကြီးယူစောဘိုးချုပ်ကြီးရဲဝင်းဦးဘိုးချုပ်ကြီးအောင်လင်းတွေးတို့ အဲသူတို့ပြန်ပါလာတာပေါ့နော်အိုးဘိုးချုပ်ကြီးညိုစောဆိုလို့ရှိရင်ဒါဝင်းကြီးချုပ်ရဲ့အဲဝင်းကြီးချုပ်နေရာကိုပါပေးလိုက်တာပေါ့နောက်နှစ်ယောက်ကတော့တခါမှအဲမရှိဘူးခဲ့တဲ့ယာလူသစ်တွေပေါ့ဟုတ်လားဆိုတော့သူတို့နှစ်ယောက်ကိုတော့ကာလုံအောက်မှာအဲအမှုဆောင်ချုပ်နဲ့တွဲပတ်အမှုဆောင်ချုပ်ဆိုပြီးတော့ခန့်လိုက်တာပေါ့ဒါပေမဲ့ဆက်ကဆက်မှာအဲစစ်ကောင်စီမှာပါခဲ့တဲ့ဘိုးချုပ်ကြီးနှစ်ယောက်ဖြစ်တဲ့ညာထုံးနဲ့ အဲဗိုလ်ချုပ်ကြီးတောင်ဆန်းကိုတော့အဝင်ကြီးတွေခန့်ပြီးတော့အဲယူနီဖောင်းကနေပြီးတော့ချွတ်လိုက်တာကိုကျွန်တော်ယူနီဖောင်းချွတ်လိုက်အများယာရီကနားပြီးတော့ယူစားရတာပေါ့နော်အဲ့ဒီမှာတခုထူးကြတာအဲ့အဲ့ထဲမှာတခုကတော့ခုနကကိုရဲနေပြောသွားလို့ပဲဗိုလ်ချုပ်ကြီးညိုစောကဝင်ကြီးဖြစ်လာတယ်အဲသူလည်းရုပ်သေးရုပ်ပေါ့နော်စကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လာရပဲကျိုးဆွဲမဲ့သူဖြစ်တယ်နောက်တခုကတော့ဒီဒီသူ့ရဲ့ဒုတိယဗိုလ်ချုပ်ကြီးဖြစ်တယ် ဟလာပျော်ကြီးစိုးဝင်းပျော်ကြီးစိုးဝင်းကတော့သူ့ရဲ့နေရာမှာပဲဆက်ပြီးရှိနေတာကျွန်တော်သိရတယ်သူကဒုသမရလည်းဖြစ်လာတာမတွေ့ရဘူးသမရတယောက်တည်းပဲပျော်ကြီးမင်းအောင်နိုင်ဖြစ်နေပဲဆက်ရှိတာကျွန်တော်တွေ့ရတယ်ဆိုတော့အဲနောက်တစ်ခုကတော့ဒီကော်မရှင်မှာအစ်စ်ထွက်လာတဲ့ကော်မရှင်မှာအစ်စ်ဝင်လာတာကတော့ဟလာခုနကကိုယ်နေပြောသွားတဲ့သူတွေအပြင်ပျော်ကြီးကြော်စွာလင်းပေါ့ကြည့်ရလေညီနိုင်ကိုကြဲမှုပေါ့သူကတော့အဲ့ထဲမှာပါလာတာကျွန်တော်တွေ့ရတယ်ဆိုတော့သူ့ကိုသူ့ကိုကျွန်တော်တို့ဒီလုံခဲ့နှစ်နှစ်လောက်တည်းက သူကတက်ချုပ်ဖြစ်လာနိုင်တယ်ပေါ့နော်အရင်တော့မိုးမြင့်ထွန်းမှာအခုတော့ထောင်ထဲရောက်သွားပြီ corruption နဲ့အဲ့တော့ဒီ commission ထဲမှာဆွဲသွင်းတဲ့အခါကျတော့သူနဲ့အတူဗကြိုကြီးရဲဝင်းဝင်းရှိတယ်ဗကြိုကြီးမမောင်ဝဲကြီးရှိတယ်ဆိုတဲ့အခါကျတော့တန်တဲ့အဲ့နှစ်ယောက်ကတော့တကယ် senior ဖြစ်တဲ့သူတွေဖြစ်တယ်အဲ့ဗကြိုကြီးစတော်တော်လင်း commission ထဲမှာဆွဲသွင်းတဲ့အခါကျတော့သူ့ကိုတက်ချုပ်ကူနေအောင်ပေးမလားတကယ်လို့များ ဟလာ election ဖြစ်ခဲ့ရင်ရွေးကောက်ပဲလုပ်ခဲ့ပြီဆိုရင်ရွေးကောက်ပဲလုပ်မှာရွေးကောက်ပဲလုပ်ဖို့အတွက်ကိုဒီဟာတွေပြင်ဆင်တာဖြစ်တယ်ရွေးကောက်ပဲလုပ်ဖို့အတွက်ခြေလှမ်းနေဖြစ်တယ်ပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့မမေ့ဖို့လိုပါတယ်ဒီခြေလှမ်းနေအားလုံးဟာရွေးကောက်ပဲလုပ်ဖို့ဖြစ်တယ်မကြခင်မှာကျွန်တော်တို့ဆွေးနွေးနေတဲ့အချိန်မှာပဲထပ်ပြီးတော့အမိန့်ပြန်တန်းနေအဲ့ဒါဥပဒေထွက်ဖို့ရှိတယ်ပြီးခဲ့တဲ့တရနေ့အတွင်းရပဲဒီရွေးကောက်ပဲနဲ့ပတ်သက်တဲ့ဥပဒေသစ်တွေထွက်တာကျွန်တော်တို့တွေ့ရတယ်အလုံးကိုတင်းကျပ်တဲ့ဥပဒေတွေဖြစ်နေတာကိုလည်းတွေ့ရတာဖြစ်ပါတယ်ဒီမှာစိတ်ဝင်စားစရာတော့နောက်ဆုံး ပလုံသွားပြီလို့ပြောရမှာပေါ့နော်။အဲတမရဥမြင်ဆွေပေါ့။အာ။ तू ကတော့လုံးဝကိုပြန်ပေါ်လာမဲ့ပုံတော့မပေါ်တော့ဘူး။မတွေ့ဘူးပေါ့။ဟုတ်တယ်။ပြီးတော့သူတမရသူတမရဥပန်တီယူသူဆိုလည်းအတင်းဆွဲတဲ့နဲ့ပြီးတော့သူပြန်ပြေးကန်ထုတ်ပလိုက်တယ်အဲ့ဒါမျိုးတွေပေါ့နော်။ဆိုတော့ तू ကကျွန်တော်ခုနိုင်ပြောသလိုပဲဟလာ60နှစ်မှာအာနာသိနေ84မှာဘယ်ဘက်လက်ကနေညာဘက်လက်ကိုအာနာလွှဲနေဆိုလိုမျိုးပဲ။ကျွန်တော်တို့အရင်တော့ဟလာအပြန်နိုင်ငံက နိုင်ငံတကာစောင့်ကြည့်တဲ့သူတွေရောတန်မန်တွေရောမျောလင်းကြရတယ်ရှိတယ်ဟလာအပြောင်းလဲတချို့ဖြစ်လာမလားဆိုပြီးတော့ဖြစ်လာခဲ့လဲအဲ့ဒါကျွန်တော်ထင်တာကတော့ကျွန်တော်မြင်တာကတော့ cosmetic change တွေပဲဖြစ်မှာပဲ make a lane နဲ့အဆင်မရှိပဲတကယ်တကယ် meaningful ဖြစ်တဲ့အဓိပ္ပာယ်ရှိတဲ့ပြောင်းလဲမှုတွေဖြစ်လာမယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်တို့ကလုံခဲ့တဲ့နှစ်ပေါင်း30 40 84ကာလကိုပြန်သွားနေတဲ့ကာလအခုလို့ကျွန်တော်တို့မထင်ဘူးဆိုတော့ကျွန်တော်ပြောလိုမျိုးရွေးကောက်ပွဲတကယ်လောက်တော့မယ်ဒီတက်လာတဲ့ commission ကနေပြီးတော့ရွေးကောက်ပွဲကို ဟိုမဖြစ်မနေကျင်းပတော့မယ်ဆိုရွေးကောက်ပွဲအလွန်မြင်ကွင်းကောကိုယ်ဆိုဘလို့ညှို့လင့်ထားလိုက်ဗျကျွန်တော်သိဖြစ်လာမယ်မသိဘူးအဲ့တော့ expectation လို့ခေါ်တယ်မျှော်လင့်ချက်တွေပေါ့အဲ့တော့ထားတဲ့သူတွေပဲစိတ်ပြတ်သွားမယ်လို့ကျွန်တော်ထင်တယ်ဟလာအဲ့တော့အဲ့အဲ့ဒါမဖြေခင်မှာကျွန်တော်ပြောချင်တာဘာလဲဆိုတော့ခုနကကျွန်တော်တို့ဘုကျုပ်ကြီးကျော်စောင်းလင်းကိုတက်ချုပ်ပေးမလားပေါ့အညစ်ကွဖြစ်နေတဲ့သူကိုအဲ့လိုဆိုရင်လည်းကျွန်တော်စိတ်ဝင်စားစောင့်ကြည့်ရမှာအနည်းဆုံးဟလာ ဒုပ္ပချုပ်ကြီးတွေဖြစ်နေတဲ့သူတွေကိုအပေါ်ဆွတ်တင်မှုအနေနဲ့6လတည်းမှာဖြစ်လာနိုင်တယ်။အဲ့ဒါဗိုလ်ချုပ်ကြီးယာတုပေးဖို့အခုတုံငန်းနဲ့6လလောက်တည်းမှာဒုတိယဗိုလ်ချုပ်ကြီးအစ်စ်တွေခန့်တာကျွန်တော်တွေ့ရတယ်။ပြန်ပြီးတော့လေ့လာကြည့်မယ်ဆိုရင်အဲ့ဒီဗိုလ်ချုပ်ကြီးတွေကနာမည်ထွက်နေတဲ့အဲ့ဒါရင်းတော့ဗိုလ်ချုပ်ကြီးမောင်ရဲရဲ့လူတော်ဖြစ်ခဲ့တဲ့အဲ့ဒါအခုဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးလိုလူမျိုးတွေဆွတ်တင်လာမလားပေါ့။အားကြောင့်လဲဆိုတော့တကယ်လို့များဗိုလ်ချုပ်ကြီးကြော်ကြော်စွာဗိုလ်ချုပ်ကြီးကြော်စွာလင်းကိုတက်ချုပ်နေရပေးမယ်ပေးခဲ့မယ်ဆိုရင်သူ့ရဲ့လူယုံတော်ကိုပေးခဲ့မယ်ဆိုရင် တခြားတခြားနေရာတွေမှာအစားထိုးဖို့ရတဲ့ကိုဆွဲတင်ရမှာရှိတယ်ပေါ့ဒီအတွက်ကိုလည်းအားပြိုင်မှုတွေဆက်ပြီးရှိမယ်လို့ကျွန်တော်တော့ထင်တယ်အဲ့တော့ခုနက election ကိစ္စ election ကိစ္စမှာတော့ကျွန်တော်တင်တယ်ဦးတန်းရွှေဦးတန်းရွှေလို့ပြောရင်စာဖတ်သူဦးတန်းရွှေပြောတာဆိုတော့သူမှားခဲ့တဲ့အမှားတွေကို तू ဆက်ပြီးတော့မမှားအောင် तू စူးစမ်းမယ်လို့ကျွန်တော်ထင်တယ်ဦးတန်းရွှေက तू ထွက်သွားတဲ့အချိန်မှာ तू ဟလာအဲထွက်သွားတဲ့အချိန်မှာဦးသိန်းစိန်ထားခဲ့တယ်လွတ်တော်မှာဆိုတော့ဦးရွှေမောင်ထားခဲ့တယ်အဲ့လိုမျိုးပေါ့ဦးခင်အောင်မြုံထားခဲ့တယ် အဲသူ့ရဲ့ roadmap ပေါ့နော်သူ့ရဲ့ roadmap သူ့ရဲ့လမ်းပြမြေပုံမှာစပြီးတော့အဖို့တီတီစပြီးတွေ့ရတာပေါ့နော်နောက်ဆုံးမြက်ကန်ဖုံမျိုးရေးပါတီပြိုကွဲလူနေပါဖြစ်ခဲ့တဲ့အခြေအနေတွေစိုက်ခဲ့တာကြောင့်တွေ့ရတယ်အဲ့တော့ तू ကဒါတွေကိုကြည့်မယ်ဆိုရင်တော့ तू ကအဲ့လိုမျိုးအမောက်သူဆက်မားမှာလားမမောက်လားပေါ့နော်ဥပမာကျွန်တော်တို့ rumors တွေထွက်နေတာရှိတယ်ကောလာထွက်နေတာရှိတယ်ဥခင်ယူသမနာပေးမယ်ဆိုတာမျိုးပေါ့ဒါပေမဲ့အများစုကတော့မဟုတ်ဘူးသူကိုယ်တိုင်ကသမနာယူယူနေတာဖြစ်တဲ့ကြောင့်သူကိုယ်တိုင်သမနာလုံးမှာပဲဟုတ်တယ်လေအာနာသိမ်းပြီးတော့ तू တလားလောက်တွေ့မှာမယ် तू က ပလင်ရှိမှာထိုင်ပြတာတော့ကြက်သေးကောင်းပေါင်းနေဟလာတောင်ရှိပစိုးနဲ့ထွက်ပြတာတော့ကြည့်မယ်သူကတမနာယူယူနေတယ်သူတို့ကျွန်တော်တို့ပြောလို့ရတာပါနော်အဲ့လိုမဟုတ်ဘူးဆိုရင်လေဒီတဲ့ပိုပြီး conspended ဖြစ်တဲ့ conspected ဖြစ်တဲ့ change ကိုသူသွားခြင်းနဲ့ဆိုရင်လေသူယုံကြည်စိတ်ချတဲ့သူကတမနာဖြစ်လာရင်သူကဘာလုပ်မလဲပေါ့သူဘာလုပ်မထင်လားအဲ့နိုင်ငံတော်အုပ်ချုပ်ပုံစံမျိုးနဲ့သူကနောက်ကနေဂျိုးဆွဲစီမံခန့်ခွဲတဲ့ပုံစံမျိုးပေါ့ဘာကြောင့်လဲလို့မေးကြမယ်ဆိုရင်သူကဥနေဝင်ထက်ဥနေဝင်နဲ့ပဲ national engine ဘုဂျုံဘုဂျုံဘုဂျုံမူကြီးဟောင်းဦးသန်းရှင်နဲ့ပဲနန်းရှင်နန်းရှင်သူရာဇွေးမှုတွေစစ်ရာဇွေးမှုတွေကျူးလွန်ခဲ့တာအပုံကြီးများတာကိုကျွန်တော်တို့တွေ့ရတယ်ဟုတ်တယ်မလားပြီးတော့ corruption နဲ့ကိုလည်း agricultural ဆမ်းမှုတွေအဲ့လေသူရောသူ့အဖွဲ့ရောအများများတာတွေ့ရသူကတကယ်ထွက်သွားလို့မရအောင်ဆိုတော့သူကအသေးထွက်မလားအရှင်ထွက်မလားစဉ်းစားမယ်ဆိုရင်သူဒီနေရာမှာပဲဆက်ပြီးတော့အာနာဆက်ယူထားမယ်ဆိုတဲ့အမျိုးသူ့ရဲ့နိုင်ငံရေးလောဘအရင်ကြီးတယ်သူ့နိုင်ငံရေးလောဘကြောင့်လည်းတိုင်းပြည်ကကုလကုလိုမျိုး fail state လိုမျိုးပျက်စီးခဲ့တာမျိုးပေါ့ကျွန်တော်လွန်ခဲ့၄နှစ်တည်းမှာကျွန်တော်တွေ့ခဲ့ရဆိုတော့ကျွန်တော်သူကလွယ်တကူထွက်သွားမယ်ပြောလည်းမဟုတ်ဘူးထွက်သွားမယ်လို့ထင်တဲ့လူတွေကလည်းအိမ်မက်မက်နေတာအမှန်လို့ကျွန်တော်အဲ့ဒါအဲ့ဒါမှန်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့အဲ့လိုမျိုးကျွန်တော်ရွေးကောက်ပွဲအလုံးကိုကျွန်တော်လည်းလောလောဆယ်အဲ့လိုပဲခုနပြောသလိုညာလက်ကနေဘယ်လက်ကိုဘယ်လက်ကနေညာလက်ကိုဟလာတမညာလည်းသူပဲတရားသူယူလည်းသူပဲဆက်ဇလန်းမျိုးလို့ကျွန်တော်ထင်တာလားစုပ်ကောင်းစောပြောသလိုဆိုလို့ရှိရင်ဒီရွေးကောက်ပွဲပြီးသွားလို့ အဲနိုင်ငံတော်တမရာကြီးဦးမရောင်လည်းဖြစ်လာရင်လည်းတိတ်ပြီးတော့ထူးဆန်းတော့မဖြစ်တော့ဘူးပေါ့လွှဲနေပါတယ်လွှဲနေပါတယ်ပကတ်လို့ညလွှဲနေပါတယ်ဆိုတာမျိုးပေါ့လွှဲနေပါတယ်ခုနပြောလွှဲနေတယ်ဆိုလွှဲပေးနေပါတယ်လွှဲပေးနေပါတယ်ပေါ့အခုအချင်းချင်းလွှဲပေးနေရတာပြောတာဆိုတော့ဒီလောက်တောင်အဲ့လိုမျိုးလှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့မြန်မာနိုင်ငံကြီးကပြောရမယ်ဆိုလို့ရှိရင်အာအမေရိကန်အစိုးရကစိတ်ဝင်စားပဲနဲ့ဟာလား ရိုက်တာတိတ်ပြီးတော့ကြာသေးဘူးဟိုကျွန်တော်တို့ဖတ်လိုက်ရတယ်ရိုက်တာသတင်းတပုတ်အရာဆိုလို့ရှိရင်အဲထရမ့်အစိုးရကစိတ်ဝင်စားနေတာကမြေရှားတပ်ထုတို့ကျွန်တော်တို့ဖတ်လိုက်ရတာကိုဆိုတော့ရိုက်တာသတင်းရဲ့အစိုးရဆိုလို့ရှိရင်တော့ဒီထရမ့်အစိုးရကကချင်ပြည်နယ်မှာရှိနေတဲ့ဒီမြေရှားတပ်ထုမိုင်းတွေကိုဟဲ့လို့ဘယ်လိုထုတ်လို့ရမလဲဆိုပြီးတော့ဟာလာအစိုးပြုတ်ချက်အပြိုင်အစိုးပြုတ်ချက်တွေ နာအကြားနာတာလို့ပါလို့တော့ပါလုတ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတော့အကောင်ဆိုအဲ့အဲ့ဘောဘလို့သုံးသက်ချက်ကိုယ်ရဲ့နေရတာဘလို့ထင်လဲမသိကိုယ်ရဲ့နေရဘလို့ထင်လဲမသိကျွန်တော်မြင်လာတာတော့ဆယ်ကျွန်တော်တို့ဒီအခုလောဆယ်ကျွန်တော်တို့ဒီဝါရှင်တန်ကနေကြားတဲ့တရင်းနေရဆိုရင်တော့နံပါတ်1ဆန်ရှင်ရုပ်တဲ့တရင်းနေကျွန်တော်ကြားကျွန်တော် Amstiller လို့ခေါ်တဲ့ Synchrony တွေပေါ့နော်ဂျော်နသန်ဂျော်တောင်းနဲ့ရွှေပြိုင်းသူတို့ဟာလာပြီးတော့စစ်တိုင်းအောင်တို့တကယ်နာမည်ကြီးတိတ်ကျဲတွေအဲ့နာမည်တွေသူတို့ စင်ဖြစ်ကန SCN list ကနေသူတို့ remove အလားသူတို့အထုတ်ခံရတယ်ပယ်ထုတ်ခံလက်ခံရတယ်ဆိုတော့သူတို့သူတို့သူတို့ lobby တွေနဲ့လွတ်သွားတယ်ပေါ့နော်ဆိုတော့အနံပါတ်2ကတော့ riders ကနေမျိုးထုတ်တဲ့တင်ပေါ့ spin လောက်တဲ့တင်ရတာဆိုတော့ဒီ red earth လို့ခေါ်တဲ့ဒီဖေရှားတက်တူတွေနဲ့ပတ်သက်ပြီးတော့အာဒီ trump စီသွားပြီးတော့ white house မှာသွားပြီးရောင်းတဲ့ကိစ္စ proposal နှစ်ခု၃ခုသွားတင်တဲ့ကိစ္စဒါနဲ့ပတ်သက်ပြောရဲဆိုတော့ riders ကနေပြီးရေးတာပေါ့ ဒါပေမဲ့ဒီတည်င်းကဘလောက်ထိ substance အခြေမြစ်ဘလောက်ရှိသလဲဆိုတဲ့ကိစ္စပေါ့နော်တကယ်ပဲ trump မှာစိတ်ဝင်စားရတာဒါပေမဲ့ democracy trump ရဲ့လက်ထက်မှာလည်းအဓိကဒီ critical minerals critical resource တွေပေါ့နော်ဒီ minerals တွေလိုက်ပြီးရှာနေတဲ့ကာလတခုပေါ့နော်ဟုတ်တယ်မလားအဲ့ဒါသူနဲ့ပြိုင်ဘက်ကတော့တရုတ်ပေါ့ဆိုတော့ကျွန်တော်တို့အခုအဲ့ဒါကိုပြောမယ်ဆိုရင်ဒီ rare earth ကကချင်ပြည်မှာထွက်တယ်အဲ့ဒီကချင်ပြည်ထွက်တဲ့ rare earth တွေအကုန်လုံးကိုအဲ့ဒါတကယ် expire လုပ်နေတာ ဝယ်နေတာကတော့တရုတ်နိုင်ငံဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဒါဒါဒီတင်းကတော့တရုတ်အတွက်ကလေးစိတ်ဝင်စားဖြစ်မယ်စိတ်ဝင်စားမှာအသေးချာပဲပီကင်းရဲ့ဒီကိစ္စကစိတ်ဝင်စားမယ်ဟုတ်လားနောက်ပြီးတော့ဒီဟာကိုဒါနဲ့ပတ်သက်ပြီးအဓိကရောင်းနေတာလဲကချင်အုပ်စုနှစ်စုပဲဖြစ်တယ်ဒီ rare earth ကိုထိန်းချုပ်ထားတာလဲဒီကချင်လက်နက်ကန်အဖွဲ့ကြီးဖြစ်တယ်ပြီးတော့ KIA ရဲ့အဲ့ဒါကချင်ပြည်သူစစ်အဖွဲ့ကြီးရှိတယ်ဒါတွေကပဲဒါဘီလီယံနဲ့ချီတဲ့ဟာတွေကိုဘီလီယံနဲ့တန်ချီတဲ့တန်မှုရှိတဲ့ဟာတွေကိုတန်နဲ့ချီပြီးတော့တန်ပေါင်း၄000လောက်နှစ်စဉ်ဟုတ်လား တရုတ်နိုင်ငံကိုတင်ပို့နေတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့တကယ်တကယ်များဟလာထရမ့်ကလိုချင်နေဆိုရင်ဒီဘက်ကနောက်တာတော့ဟလာ KIU ဖုံးခေါ်ကချင်တွေကိုဖုံးခေါ်ပေါ့ဒီ non state actor လို့ခေါ်နေတယ် non state actor လို့ခေါ်နေတဲ့သူတွေဖုံးခေါ်ပြီးပြောမလားပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးပြောနေကြတာပေါ့ဆိုတော့ဟိုတစ်ချိန်တည်းမှာပဲ election ရှိနေတော့ဒီ sanction ရုပ်ပြီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေ election ကို Trump ဆိုရပဲဟလာသူအတိမပြုတော့မလားဆိုတော့ speculation တွေပေါ့ substance ရှိပါအောင်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ track ရတဲ့တဲ့နည်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်။ကိုယ်တော်ပြောလို့ပါပဲကျွန်တော်တို့အမေရိကန်နေရနေတယ်ဟာလာဟိုငါနိုင်ငံကြီးနဲ့ပတ်သက်တဲ့တရင်စကားတွေကတော့ဝီယော်ဒီဖြစ်တာပေါ့အဲ့လိုမျိုးဟိုမရှင်းမလင်းနေဖြစ်တာပေါ့ခုနကကိုယ်တော်ဆိုပြောသလိုမျိုးပဲဟာလာဒီ sanction list ကနေပြီး chronidio ထုတ်ပေးလိုက်တာအဲ့အဲ့မတိုင်ခင်မင်းအောင်နိုင်ကနေပြီးတော့ Trump ကိုဒီကုန်သွယ်ကုန်စာကိစ္စနဲ့ပတ်သက်ပြီးတော့အဲ စာပို့တဲ့ကိစ္စဟုတ်တာအဲ့ဒါကြီးရှိတာပေါ့ဆိုတော့ဒါမဲ့အဲ့ဒါကြီးလည်းမတိုင်ခင်မှာခုနကဒီ American Congress ရဲ့အောက်လွှတ်တော်ကနေပြီးတော့မြန်မာဗဟိုဘဏ်ကိုပို့ပြီးတော့အရေးယူဖို့ကမ္ဘာဘဏ်ကနေပြီးတော့ဒီမြန်မာစစ်ကောင်စီထပ်ပြီးတော့ဟိုပတ်စံနေပါလေထုတ်လို့မရအောင်တားဆီးဖို့ဆိုတဲ့အဲဥပဒေ၃ခုဘူချမ်းကိုအောက်လွှတ်တော်ကနေပြီး အတီးပြုတ်ပေးလိုက်တယ်ဆိုပြီးတော့ကျွန်တော်တို့ဟုတ်ဒီကတိတ်ပြီးတော့ effective ဖြစ်မယ်လို့ကျွန်တော်မထင်လောလောဆယ်ကျွန်တော်တို့မြင်ရမှာတော့လောလောဆယ်ကျွန်တော်တို့ကြည့်ရမှာတော့အခုနခုနဒီ sanction ရုပ်တဲ့ကိစ္စတွေ sanction ရုပ်တဲ့ကိစ္စမှာလည်း American official တွေ trap ပြောတာကတော့သူတို့ due process လုပ်ပြီးမှပေါ့နော်ဒီလူတွေကို sanction list ကနေထုတ်ပေးတယ်ပေါ့နော်ဆိုတော့အခါကျတော့ lobbyist တွေငားရတယ်အဲ့ဒါမှအဖွဲ့တစ်ဖွဲ့ကတော့ Al Ferrari ဆိုတဲ့အဖွဲ့ပေါ့နော်အဲ့ဒီကသူရဲ့ lawyer တွေနဲ့ဒီဟာကို teacher process လုပ်ပြီးတော့ဟလား ဒီ sanction list ကနေရအောင်ထုတ်တယ်ပေါ့ဆိုတော့ဒီ sanction ရဲ့ဒီ sanction ခံစားခံရတဲ့သူတွေကလည်းဒီ sanction ခံရတဲ့သူတွေကလည်း Biden လက်ထက်မှာသမ္မတ Biden သမ္မတ Biden လက်ထက်မှာ sanction ကျခဲ့တဲ့သူတွေဖြစ်တယ်ဆိုတော့ဒီခွင့်ကောင်းကိုယူပြီးတော့ပတ်စံတန်းနဲ့ချီပြီးတုံပြီးတော့ဒီဘက် cronies တွေကနေပြီးတော့ဟလာဒီ law firm တွေကတဆင် lobbyist တွေကတဆင်သူတို့ဒီ sanction list ကနေထွက်လို့ရအောင်လုပ်တယ်လို့ပြောလို့ရတာပေါ့နော်ဒါအောင်ကြည့်မယ်ဆိုရင်ဒီ sanction ဘယ်လောက်ဒီ effective ဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ် ဆန်ရှင်ကဆန်ရှင်ကိုသူတို့ဘလောက်ကြောက်နေတယ်လဲသူတို့ရဲ့မိသားစုဝင်တွေသူတို့ရဲ့သားသမီးတွေဆိုတာဟာသူတို့နိုင်ငံနိုင်ငံတွေမှာစာတင်နေတဲ့သူတွေစီးပွားရေးလုပ်နေတဲ့သူတွေပဲဘလောက် effective ဖြစ်နေဆိုတာကျွန်တော်တို့ပြတယ်လို့ကျွန်တော်တို့ကနံပါတ်1အလို့နံပါတ်1မြင်တယ်နံပါတ်2ကတော့ခုနကကိုရဲနေပြောသွားတဲ့ဒီ mix signal ပေါ့နော် very confusing ဖြစ်တဲ့စိတ်ရှုပ်ထွေးစရာကောင်းတဲ့ဟာလား signal တွေပေါ့အဖြူလားအမဲလားသိချာမသိနိုင်တဲ့ signal တွေကိုကျွန်တော်တို့လောလောဆယ်တော့ဒီ Trump administration နဲ့ကျွန်တော်တို့ရနေတာပေါ့နော်ဒါပေမဲ့အရင်တော့ပြင်ကြည့်မယ်ဆိုရင် ဒီ Republican ပဲဖြစ်ဖြစ် Democrat ပဲဖြစ်ဖြစ်မြန်မာအရေးမှာ bipartisan လို့ခေါ်တဲ့အကူအညီ bipartisan လို့ရတဲ့ support ကိုမြန်မာ democracy အုပ်စုတွေကရခဲ့ကြတာဖြစ်တယ်။တိုင်းရင်းသားအုပ်စုတွေရခဲ့ကြတာဖြစ်တယ်။ဆိုတော့အခုချိန်မှာတကယ် major policy shift လို့ပြောနေတယ်တကယ်ပြောင်းလဲတဲ့ major policy shift တခု Trump administration မှာဖြစ်လာမလားကျွန်တော်ပြောဖို့အရင်စောသေးတယ်ထင်တယ်။မကြမ်းသေးခင်ကလည်းထိုင်းနိုင်ငံမှာတမ်မတ်ဖြစ်ဖို့တဲ့ အဲ့လားစနေမှာကြာနာမှုယူနေတယ်ရှွန်အိုနီကလည်းပြောသွားတဲ့ကိစ္စတွေပေါ့နော်မြန်မာပြည်ကအလက်ရှိကိစ္စကိုပြောတဲ့ကိစ္စတွေပါတယ်ဆိုပြန်ကြည့်မယ်ဆိုရင်ဒီဒီ Trump administration နဲ့မှာနေမြန်မာပြည်နဲ့ပတ်သက်ဘလို့ကင်တွေးရမလဲဆိုတဲ့ policy က clear ဖြစ်တဲ့ policy တခုမကြသေးလို့ပဲကျွန်တော်အဲ့လိုပဲသုံးသပ်တယ်အဲ့တော့အဲ့တော့ပြောချင်တာ rare earth ပြင်ပါစိတ်ဝင်စားဖို့ကောင်းတာရှိတယ်မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားတွေရှိတယ်တော်ဝန်ဆက်စုအကျဉ်းချခံနေတဲ့ဘယ်နေရာဆိုတာကျွန်တော်မသိဘူး နိုင်ငံချင်းသားမောင်တောင်းတဲ့ချီပြီးရှိတယ်စစ်ပွဲတွေဖြစ်နေလေနဲ့ဘုံကျဲနေတယ်မြန်မာပြည်မှာဒီမြန်မာပြည်မှာအချုပ်အခြာအာဏာကိုအာဏာသိမ်းထားတဲ့သူတွေကလူသက်မှုမရိမှုဟလာတကယ် war criminals တွေကြီးဒီကိုကျူးလွန်နေတယ်ကျူးလွန်နေတယ်အဲကျူးလွန်နေတဲ့သူတွေကိုဟလာကမ္ဘာမှာစကြဝဠာမင်းဆိုတဲ့သူတွေကဖုန်းခေါ်ပြီး where at ဖိတ်စာတခုပြောမယ်ဆိုတော့မဖြစ်နိုင်ဘူးကျွန်တော်အဲ့လိုပဲချက်ဒီတဲ့အရေးကြီးတဲ့ကိစ္စတွေပြောအောင် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုအောင်စောကျေးဇူးတင်ပါတယ်ကိုရဲကျေးဇူးတင်ပါတယ်